င်္ဂလာပါရှင်။ MB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်းကြောင့်ထိခိုက်ဒေဆုံခဲ့တဲ့ပြည်သူတွေကိုစာနာနားလဲတဲ့အနေနဲ့အပြည့်ရဲ့တတန်းကိုမေလာကုန်ဒီထပ်မံတိုးမြင့်ခဲ့တဲ့စေအိုးစုဟာဒီကနေ့မနက်ပိုင်းမှာသကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းရှောက်ချုံပင်ရွာကိုလေကြောင်းပုံးကျဲတိုက်ခိုက်သွားတယ်လို့ကောလင်းမြို့နယ်တော်လင်းအင်အားစုတွေကပြောပါရစေ။ ောလင်းမြို့နယ်ရှစ်ပိုင်ခန့်အကွာရွှေဘုံမြကြီးနားလမ်းဘေးမှာရှိတဲ့ရှောက်ချုံမင်းရွာကိုစောအစုရဲ့တရက်ဦးလီတက်ကတက်လာတဲ့ Jet Fighter နဲ့ဘုံသီးနှလုံးကြဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ Calling People Different for KLPDF ကဆိုပါတယ်။စောအစုဘုံတွေဟာရှောက်ချုံမင်းရွာကဦးမောင်ရဲ့နေအိမ်ပေါ်ကိုကြားရောက်ပေါက်ခွဲပြီးနေအိမ်မှာလူမရှိတဲ့အတွက်ထိခိုက်မှုမရှိပေမဲ့နေအိမ်လုံးဝပျက်စီးသွားပြီးမိဆက်နဲ့လျှက်စစ်မိတိုင်တချို့ပျက်စီးသွားတယ်လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရစိုးစွာငလင်းလှုပ်ခတ်တဲ့မလ28ရက်ကနေမေလ2ရက်ထိရက်ပေါင်း40နေပါအတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်300နေပါပြုလုပ်ခဲ့ပြီးပြည်သူ286ဦးသေဆုံးက900ခန့်တရားရရှိခဲ့တာဖြစ်ပါတယ်မြိုင်နယ်ထဲရောက်ရှိနေတဲ့စိုးစုစကြောင်းဟာတော်လန်ရေးတပ်ဖွဲ့ရဲ့ဂျားဖြတ်တိုက်ခိုက်မှုမှာအထိနာပြီးတိုက်ပွဲဖြစ်ပွားရအနည်းမှရှိတဲ့ကြေးရွာဖုံးကြီးကြောင်းကို ဘီရှော့ဖြစ်စည်းထားခဲ့တယ်လို့ဒေသခံသတင်းမြစ်က MFP ကိုပြောပါရယ်။မြိုင်းနဲ့အရှေ့တောင်ပိုင်းမှာစစ်ကြောင်းထိုးရောက်ရှိနေတဲ့ပခုတ်ကူတမတရတဲ့စေုပ်စုတက်နဲ့ပခုတ်ကူနယ်ကပြူစောတိတွေပါဝင်တဲ့ပူပေါင်းအဖွဲ့ဟာမေလ9ရက်မွန်းလယ်ပိုင်းကစပြီးတော်လန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲဆက်တိုက်ဖြစ်ပွားပြီးအထိနာကတိုက်ပွဲဖြစ်ရာအနီးမှာရှိတဲ့လေးတန်းရွာဖုံကြီးကျောင်းကိုမီးရှို့ဖျက်ဆီးခဲ့တာလို့အညာမြေအရက်ဘက်လူမှုအဖွဲ့စေမြိုင်အဖွဲ့တာဝန်ရှိသူတို့ကပြောပါရတယ်။ သူတို့ရောက်လာအဲ့ဒီကြီးတော့လီရန်ပောက်ပင်ကအဲ့သူသူတို့နီးတဲ့ဘုံကြောင်ရှုတဲ့သဘောပဲဗျဟိုဟိုတိုက်ပွဲဖြစ်တဲ့ area နားမှာရှိတဲ့ဘုံကြောင်ကိုရှုတဲ့သဘောပဲဗျဟုတ်တယ်အဲအသေးစိတ်တော့ကျွန်တော်တို့တားရင်ဟိုကြည့်လို့တည်မကြည့်လို့မရအောင်ဗျကျွန်တော်တို့တည်ရတဲ့လောက်ကတော့ပင်မအကြောင်းဆောင်ကိုသူတို့ကကျူလူမိကိုအလုံးရင်းထွက်လာတဲ့သဘောတွေ့ရတာဗျဒီကျွန်တော်တို့လည်းသူတို့အဲသူတို့ဒီဟွက်ဂျမားတွေဘာညာနဲ့ဒရုန်းကလည်းကောင်းကောင်းဝဲမရအောင်ရတဲ့အတိုင်းတားလောက်ကလေးပဲချိန်ထားလို့ရတာပေါ့လေ ကျောက်စုစကြောင်းကဘုံကြီးကျောင်းကိုမီးရှို့နေတာကိုတော်လန်ရေးတပ်တွေက drone နဲ့မှတ်တမ်းတင်ထားနိုင်ခဲ့ပေမဲ့ကျောက်စုစကြောင်းမှာဂျမားတွေပါရှိတာကြောင့်အနီးကပ်ရိုက်ကူးလို့မရခဲ့ဘူးလို့ဆိုပါရယ်။အဲ့ဒီကျောက်စုစကြောင်းဟာတော်လန်ရေးတပ်ဖွဲ့ရဲ့ကြားပြတ်တိုက်ခိုက်မှုကြောင့်အထိတ်နာပြီးရှေ့ဆက်မရဖြစ်နေရကြောင်းစစ်ကူအဖြစ်အင်အား180ခန့်ပါစကြောင်းတစ်ခုထပ်မံထိုးလာနေပြီးမေလ9ရက်ဒီကနေ့မှာတော့စကြောင်း2ကြောင်းပေါင်းမိသွားနိုင်တယ်လို့ဒေသခံသတင်းမြစ်ကဆိုပါရယ်။ အဆိုပါဆုံးစုစစ်ကြောင်းဟာမေလာတရက်ကလေးကမြိုင်နယ်ကိုရောက်ရှိကစစ်ကြောင်းထိုးနေရဖြစ်ပြီးစစ်ကြောင်းကြောင့်ကျေးရွာဆရွာခန့်ကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတာတပတ်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။စုစုစစ်ကြောင်းကိုတိုက်ခိုက်ဖို့စောင့်ဆိုင်းရင်းနဲ့မြိုင်နယ်ပခုတ်ကူနယ်အစက်ကကျေးရွာတရွာစာတင်ကြောင်းမှာတော်လန်ရဲဘော်တွေနားခိုနေချိန်မှာမေလာ9ရက်ညနေပိုင်းမှာ စုံစုကလေချောင်းပုံကျဲတိုက်ခိုက်လို့ကာကွယ်ရဲဘော်5ဦးခန့်ကြာဆုံးခဲ့ရပါသေးတယ်။မန္တလေးမြို့တရက်ဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေရန်ကုန်မြို့ကိုထွက်ခွာပြန်တမ်းမဲ့မြမအမျိုးသားလေကြောင်းလိုင်းခီးသက်တဲ့လေရင်မီးလောင်မှုဖြစ်ပွားခဲ့တဲ့အပေါ်စုံစမ်းစစ်ဆေးမှုစနစ်တကျဆောင်ရွက်နေပြီဖြစ်တယ်လို့အဲ့ဒီလေကြောင်းလိုင်းကဒီနေ့မှထုတ်ပြန်ပါတယ်။အဲ့ဒီဖြစ်စဉ်အတွက်လည်းခီးသက်တွေကိုအနှူးညွန့်တောင်းပန်တယ်လို့အဲ့ဒီလေကြောင်းလိုင်းကဖော်ပြထားပါတယ်။ မြမမျိုးသားလေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်အရမန္တလေးမြို့ကနေရန်ကုန်မြို့ကိုမေလ6ရက်ညနေ6နာရီခွဲကျော်မှာထွက်ခွာမဲ့ခီးတဲ့143ဥပအဲ့ဒီလေကြောင်းခီးစဉ်ပြန်တက်ဖို့ပြုလုပ်နေတဲ့အချိန်လေရင်ပြေးလန်းပေါ်မှာပုံမှန်မဟုတ်တဲ့အချက်ပြမှုဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီအချက်ပြမှုကြောင့်လေရင်မှုကလေရင်ပြန်တန်းမှုကိုရပ်တန့်ချိန်မှာလေရင်ရဲ့ brake စနစ်ပူပြင်းမှုကြောင့်လေရင်ရဲ့ဘက်ဘက်တာယာတွေပွင့်ထွက်လွင့်စင်ပြီးမီးလောင်ကျွမ်းခဲ့တာပါ။ လေရင်ဘိမ်းမောက်လို့ကပ္ပတိန်ကလေရင်ကိုထိန်းရက်လိုက်ပေမဲ့ဘိမ်းမောက်တဲ့အကြောင်းနဲ့မီးလောင်ကျွမ်းတဲ့ဖြစ်စဉ်အကြောင်းကိုတော့ခီးသည်တွေကိုထုတ်ပြန်ကြေညာတာမျိုးမရှိခဲ့ဘူးလို့လေရင်ပေါ်လိုက်ပါခဲ့တဲ့ခီးသည်တို့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးသူ့ရဲ့လူမှုကွန်ရက်မှာမနေ့ကညပိုင်းမှာအခုလိုရေးသားခဲ့တာပါအဆိုပါမီးလောင်မှုဖြစ်စဉ်ဖြစ်ပွားနေတဲ့အချိန်တွင် လေရင်ရဲ့အရေးပေါ်ထွက်ပေါက်ကိုခွင့်ခွင့်မပြုဘဲခီးသည်တွေကိုလေရင်အတွင်းမှာပဲရှိစေခဲ့တာကြောင့်ခီးသည်တွေအနေနဲ့ ကြောက်ရွံ့ထိတ်လန့်ပြီးငိုတဲ့သူတွေလည်းရှိခဲ့တယ်လို့ခီးသည်ကပြောပါရယ်။ချင်းမြင့်နယ်မြောက်ပိုင်းဖလန်းနဲ့တီးတိမ်မြို့နယ်တွေမှာအိမ်သုံးဆပြက်လက်တာကြောင့်နန္နမေချင်းထိဆက်နေတဲ့အိန္ဒိယနိုင်ငံကနေဝယ်ယူသုံးဆွဲနေကြရတယ်လို့ဒေသခံသတင်းမြစ်တွေက MSP ကိုပြောပါရယ်။ဖလန်းနဲ့တီးတိမ်မြို့နယ်မှာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာကနေအခုမေလပထမပတ်တည်းအိမ်သုံးဆပြက်လက်ကဝယ်ယူလို့မရတော့တာလို့ဒေသခံတွေကပြောပါရယ်။ အဲ့ဒါကြောင့်အိန္ဒိယနိုင်ငံကနေဝယ်ယူသုံးဆွဲနေရပြီးအဲ့ဒီလိုဝယ်ယူရရမှာသွားလာရေးခက်ခဲတာနဲ့တည်ယူစေးကြီးမြင့်တာတွေကြောင့်အရင်ကအိမ်သုံးစားတပိတ်သား900ကျပ်ကနေလက်ရှိအချိန်မှာတပိတ်သားကို2000ကျော်3000နီးပါးပေးပြီးတော့ခက်ခက်ခက်ခဲဝယ်ယူနေရတယ်လို့တီးတိမ်မျိုးကုံစုံဆိုင်ဈေးသက်တို့ကပြောပါတယ် အခုလိုအိမ်သုံးစားပြက်လက်တာဟာချင်းမြင့်နဲ့အတွင်းအဓိကကုန်စည်စစ်စင်ရလက်မကြီးဖြစ်တဲ့ကလေးတိတိန်ဖလန်းကားလက်မကြီးကိုစုံစုတက်တွေကပြီးခဲ့တဲ့နှစ်မေလအတွင်းကစပြီးပိတ်ဆို့ထားတာကြောင့်ဖြစ်ပြီးအဆိုပါလမ်းမိုင်းဟာလက်ရှိအချိန်ထိသွာလာလို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ဒီလိုအိမ်သုံးစားပြက်လက်တာကြောင့်အိုင်ယိုဒင်းတက်ချို့တဲ့ပြီးတော့ဆယ်နှစ်အောက်ကလေးငယ်တွေမှာခန္ဓာကိုယ်အဖုအပိတ်ထွက်ကအရေးပြားယောဂဖြစ်ပွားနေကြပါတယ်။ မန္တလေးအံကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့စကိုင်းမီလာကုန်းတို့အဆောင်အောက်ကနေမေလာ6ရက်မနေ့ကအမျိုးသားတို့ရဲ့ရုပ်အလောင်းပေါဝင်ဒေါ်လာရွှေကျောက်စိအပါဝင်တံခိုးကြီးပစ္စည်းတွေထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။စကိုင်းမီလာအဆောင်ပြိုကျမှုအောက်ကနေရုပ်အလောင်းတွေကျန်ရှိနေသေးတဲ့အဆောင်ဘီစီနဲ့ဒီအပိုင်းနေရာတွေကိုရှာဖွေရှင်းလင်းတွေဆက်လက်လှုပ်ဆောင်ခဲ့ရာ မေလ6ရက်မနက်7:00နာရီခွဲဝန်းကျင်မှာဒီအဆောင်ကနေအမျိုးသားတို့ရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကဆိုပါတယ်။ဆက်လက်ပြီးအဆောင်ပြီးအခန်းအမှတ်19ကနေအမေရိကန်ဒေါ်လာ100ရန်အရွက်300တရုတ်ယွမ်ငွေ90ရန်2ရွက်နဲ့30ရန်6ရွက်ထိုင်းဘတ်ငွေ20ရန်9ရက်မြန်မာကျပ်ငွေ3830ရွှေ30ကျပ်သားအတုံး10ရုံတကြက်၄ဘဲတုံး2တုံး တစ်ချက်၃ဘဲတုံးတတုံးရွှေဆွဲကြို30ဂုံလက်ကောက်နဲ့ဟမ်ချိန်26ဂုံလက်စွပ်35ကွင်းငကတ်73ရန်စွဲသည်5ခုကြောက်စိမ့်ပပူး2ခု ပလဲပဒီ2ဂုံကြောက်စိမ့်မှာလက်စွပ်တကွင်းအိုင်ဖုန်းတစ်လုံးအိုင်ပတ်တစ်လုံး LV ပစံရိတ်တစ်လုံးပပုံနေနဲ့အရေးကြီးစာရေးစာတမ်းတွေကိုတွေ့ရှိခဲ့ရပြီးပိုင်ရှင်ဖြစ်သူရဲ့ကိုစားမောင်ဖြစ်သူတံကိုပစ္စည်းလက်ခံလွှဲပြောင်းရေးဌာနက လွှဲပြောင်းပေးအပ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒါအပြင် Sky Mila ကွန်ဒိုကိုတာဝန်တည်ဆောက်ခဲ့တဲ့ Andrea Construction ကဆောက်လုပ်ခဲ့တဲ့အင်ဂျင်ကူတို့နဲ့နှင်းစီကွန်ဒိုတွေလည်းငလင်ကြောင့်ပြိုကျားပျက်စီးခဲ့ပြီးလူအများအပြားသေဆုံးခဲ့တာကြောင့်မိသားစုဝင်တွေနဲ့မြို့ခံတွေကြားဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။